ဒီဟာနည်းနည်းတော့ဆက်မယ်ပေါ့နော်နည်းနည်းတော့ဆက်မယ်အဲ့တော့နည်းနည်းတော့ဆက်မယ်ဆိုတော့စစ်ခွေးတွေဟိုဝင်ဟောင်းလို့ရပြီပေါ့နော်ဝင်ဟောင်းလို့ရပြီအဲ့တော့ကျွန်တော်တို့မိဘပြည်သူလဲဘာကြောင့်တော်လန်ရေးရမဖြစ်မနေလှုပ်တင်တာလဲဆိုတာကိုအဲကျွန်တော်တို့ဘာကြောင့်မဖြစ်မနေလှုပ်တင်တာလဲဆိုတော့လေဒီ တိပြီးသားလူတွေကတော့မပြောတော့ဘူးပေါ့နော်ဒီ2025မှာအရွယ်ရောက်လာတဲ့ကလေးတွေဟိုကျွန်တော်တို့ပြောခြင်းနဲ့ပေါ့နော်မင်္ဂလာပါမင်းဟာဟာလကေဒုခိုးတယ်နော်ဟာဟာလကေဟာလကေစောစောဘူကြီးဟာလကေပါနော်ကိုဆွဲတည်ပြီးဆိုပြီးတော့အားင်းနဲ့ပြောနေကြတာပေါ်ပါဟမ်ဟုတ်လားကျွန်တော်ကျွန်တော် ျွန်တော်မအားဘူးဗျာကျွန်တော်ကျွန်တော်မအားလို့ကျွန်တော်လိုင်းမတက်တာပါကျွန်တော်မအားတဲ့အကြောင်းရင်းကကျွန်တော်မအားတဲ့အကြောင်းရင်းကဒီပပကြီးမင်းအောင်လိုက်ပို့ပေးထားတဲ့လက်နက်တွေကိုတိုက်ချွတ်စေးကြောနေရလို့ပေါ့နော်ကျွန်တော်ကျွန်တော်မအားတာပါလူရှင်ရှိလို့ပေါ့နော်အဲကျွန်တော်လူရှင်ရှိလို့အဲလူလုံးလူလုံးနေရပါတော့ ဒီကောင်တွေရှေ့ကသိမ်းဆဲရမိတဲ့တနက်တွေဟာတော်တော်လေးကိုပြန်ပြင်ရတယ်။ဘာဖြစ်လို့လဲဆိုတော့တခိုးတက်ကရတဲ့လက်နက်တွေဆိုတော့ပြင်ရတာပါဗျာ။သိရမလား။မင်းအောင်လိုင်းကနေပြီးတော့မှဟိုနိုင်ငံတော်ရဲ့ဘတ်ဂျက်အနေနဲ့ဘာလက်နက်တွေဘာလက်နက်တွေဘလို့ဝယ်မလဲဘလို့လေးဝယ်မလဲဆိုပြီးတော့မှပြည်သူလူထုစောင့်ထားတဲ့အခွန်တွေတိုင်းပြည်အထွတ်တဲ့တန်ရန်စာတရီကနေရရှိတဲ့ပတ်စံနေတဲ့ကနေပြီးတော့စစ်တပ်အတွက်ဘာတွေဝယ်မလဲဆိုတာကိုဘာတွေဝယ်မယ်ဘာတွေဝယ်မယ်ဆိုပြီးတော့မှအစိုးရကိုဂျင်းထက်လိန်ပြီးတော့မှ စောက်စုပ်တွေကိုဝယ်ထားတယ်ဗောဗျာပြီးလို့ရှိရင်လည်းစောက်စုပ်ကားပါးစားတွေကိုထောင်ထားတယ်ဗောဗျာဒီအဲ့တော့ကျွန်တော်တို့သိမ်းဆဲရမိတဲ့ခါကျွန်တော်တို့အရန်ခေါင်းကိုက်ရတယ်ဘာဆိုကြော်ညာတပုတ်တွေ့ဘူးတယ်မလားအရေသွေးနှိပ်တဲ့ပစ္စည်းတွေကြောင့်အမြဲခေါင်းကိုက်ရတယ်အဲ့ဒါပဲဒီစစ်ကောင်စီရဲ့လက်နက်တွေသိမ်းဆဲရမိတဲ့ခါအမြဲတမ်းခေါင်းကိုက်ရတယ်ဘာဖြစ်လို့လဲဆိုတော့ quality မရှိလို့ quality မရှိတော့ဘယ်လိုလဲဆိုတော့သိမ်းဆဲရမိတဲ့ခါမှာပြန်တိုက်ချုပ်ဈေးကျော်ရတယ်ပြန်ပြုတ်ပြင်ရတယ်ပြန်တားရတယ် ပြန်လို့ရတယ်အလုပ်တွေအများကြီးရှုပ်ရှုပ်ရတာပေါ့ဗျာအဲ့တော့ရေသွင်းနေတဲ့ပစ္စည်းတွေကြောင့်ခေါင်းခိုက်ရတယ်အဲ့တော့ဗာလဲဆိုတော့သူတို့ဒီကတခိုးမင်းအောင်လိုက်ရအဲ့ဒီမှာဥမာပေါ့ဗာပစ္စည်းတွေဗာပစ္စည်းတွေဝယ်မယ်ဘလို့ဝယ်မယ်ဆိုပြီးတော့မှမင်းအောင်လိုက်ရဂျားပွဲစားတခါခိုးတယ်အဲ့တော့မင်းအောင်လိုင်ရတခါခိုးတယ်မင်းအောင်လိုင်ရအောက်ကတိုင်းမှုတွေရတခါခိုးတယ်အဲတိုင်းမှုတွေရတခါခိုးပြီးတော့မတင်းရင်းမှုတွေရတခါခိုးတယ်အဲ့တော့အဲ့ဒီအဲ့ဒီလိုမျိုးပေါ့နော်ကပ္ပဆာတွေရခိုးတယ်ဆိုတော့အဲ့ဒီတခိုးစင်းစင်းခိုးလာတဲ့ ဟိုကျွန်တော်တို့စကပုံတွေကပြောမယ်ဆိုလို့ရှင်ကျွန်တော်တို့ပေါက်ထင်းရက်ခဲကအရင်တော့လဲဘင်းလောက်ရှိတယ်ပေါ့တောင်ပေါ်မှာပေါ့နော်အဲ့ထင်းရက်ခဲကတောင်အောင်လှိချလိုက်တဲ့အချိန်မှာတောင်ကပန်းနေနဲ့ပဲ့ပဲ့ပြီးတော့မှနောက်ဆုံးတော့လက်ရှိကျွန်တော်တို့စားနေတဲ့ထင်းရက်ခဲအစင်းလောက်ပဲကျန်တော့တယ်ပေါ့နော်အဲ့တော့စစ်ကောင်စီရတယ်အဲ့လိုပဲသူကအစင်းစစ်ခိုးတာသူကတိုင်းပြည်ကနေပြီးတော့မှခိုးတယ်ပြီးရင်သူတို့အစင်းစစ်ခိုးခိုးခိုးနောက်ဆုံးတော့ စောက်စုပ်တွေဖြစ်သွားတာပေါ့နော်အဲ့တော့ကျွန်တော်တို့လက်ထဲကိုရောက်တဲ့ခါမှာတော်တော်ကြက်တီတုံးတယ်ဘယ်လောက်ထိကျွန်တော်တို့အရင်တော့ဆိုအထင်ကြီးတယ်ဗျာသိလားတကယ်ကျွန်တော်တို့ဒီဒီစကားစားရဲ့ MRT4 မြောက်ဝတီမှာကြီးတဲ့အချိန်မှာစစ်ကောင်စီကိုကျွန်တော်တို့တကယ်အထင်ကြီးတယ်ဘလို့အထင်ကြီးလဲဆိုတော့အာဒါငါတို့ရဲ့တက်မတော်ငါတို့နိုင်ငံရဲ့တက်မတော်ကနိုင်ငံနိုင်ငံအဆင့်ဘလောက်ပေါ့နော်အဲနိုင်ငံအဆင့်ဘလောက်အဲဘလို့မျိုးဘာညာဆိုပြီးကျွန်တော်တို့ကျွန်တော်တို့ထင်ကြီးခဲ့တာပေါ့ဗျာအရင်ကြီးခဲ့တာကျွန်တော်တို့အဲ့ဒီတော့ဘလို့လဲဆိုတော့ကျွန်တော်တို့လည်းတကယ်ဟိုမှားခဲ့ပါတယ် မားခဲ့ပါဘလို့တွေမားခဲ့တာလဲဆိုတော့ဒီတိုင်းရင်းသားလက်နက်ကင်တွေနဲ့သူတို့တိုက်တဲ့အခါမှာတိုင်းရင်းသားလက်နက်ကင်တွေလောက်ကိုနိုင်တဲ့တိုက်ပွဲမျိုးတွေသူတို့ကြီးညာတဲ့အခါနောက်ဥမာကွမ်လုံရ40တို့ဘာတို့ညာတို့ပေါ့ဗျာအဲ့လိုရ40နောက်နောက်ဆုံးပြောရမယ်ဆိုဥကလိထတိုက်ပွဲလို့ဟာလေးမျိုးတော်ရုပ်ရှင်ရိုက်ပြီးတော့မှပြည်သူလူထုကိုပြရတယ်ဆိုတော့ကျွန်တော်တော်တော်အံ့ဩတယ်တကယ်တမ်းကိုကိုတိုင်းစစ်မြေပြင်မှာတွေ့လာရတဲ့အခါမှာစစ်ကောင်စီရဲ့ဆွမ်းဆောင်ရေးမဲမှုကိုအရန်ကိုအံ့ဩရတယ် တော့စစ်ကောင်စီရဲ့တိုင်းပြည်ပေါ်မှာခိုးထားတဲ့လက်နက်တွေကဘလောက်ထိအရေးသွေးနှိပ်လဲဆိုတာကိုတော်တော်အံ့ဩရတယ်တကက်တခိုးတွေအလုံးမအဲ့ဒါဟိုဘလောက်ထိတက်တည်တော့အရင်တော့ကျွန်တော်တို့ကတော့အားခိုးတာပေါ့အော်ဒါကတော့အဲဘင်္ဂလားဒေ့ရဲ့ဖြစ်လိုက်ရင်ဘလို့ထိုင်းနဲ့ဖြစ်ရင်ငါတို့ကဘလို့အခုဆိုကျွန်တော်ကြောက်တယ်သိလားအဲ့တော့ဘင်္ဂလားဒေ့နဲ့ဖြစ်လေမရဲဘူးထိုင်းနဲ့ဖြစ်လေမရဲဘူးဘာဖြစ်လို့လဲဆိုတော့သိလားအားတကောင်းနေရ ဘာလို့ဘာမှလက်နဲ့ကြီးမရှိလင်းရင်ပြန်မရှိနော်16ကြီးတော်မှပရိစိတ်သလိုစိတ်ပြီးပြစ်နေရတဲ့တိုင်းရင်သား555ကြီးကိုပရိစိတ်သလိုစိတ်ပြီးပြစ်နေရတဲ့တိုင်းရင်သားလက်နဲ့ကင်နေကိုလင်းရင်ဟိုလက်နဲ့ကြီးရောရှိသမျှတိုင်းပြည်ရဲ့ဘန္နာအကုန်ထုတ်သုံးဖြုံပြီးတော့မှအနိုင်ကျင့်ပူကြခဲ့တဲ့တိုက်ပွဲတွေကိုဟိုမဟာတိုက်ပွဲကြီးတွေအဖြစ်မြင်နေတဲ့အောက်တန်းစားလေးတွေသိတယ်အောက်တန်းစားလေးတွေပေါ့နော် င်းတို့စစ်တပ်ကတရင်မှုဆိုတဲ့ကောင်နေပါတယ်မင်းတို့ PDF တရင်မှုတွေနဲ့လက်နဲ့ချင်းရှင်မပြစ်နဲ့လက်သီးချင်းမရှင်ထိုးရင်တော့မင်းတို့ရမှာမဟုတ်မင်းတို့ရဲ့စွမ်းဆောင်ရေးရဘာမှမရှိဘူးသိလားအဲ့တော့အဲ့လိုမျိုးပေါ့နော်အနိုင်ချင်းတဲ့တိုက်ပွဲတွေကိုကိုယ့်ကိုယ်ဟုတ်လာပြီးတင်ပြီးတော့မှဟိုကြွားဝါခဲ့တာကိုကျွန်တော်တို့ကအထင်ကြီးခဲ့ရတာပေါ့ဗျာ MRD4 မြောက်ဝတီမှာဟာစည်ရေးပြအခမ်းအနားတွေဆိုလို့ရှိရင် နော်ကားတွေတန်ချက်ကားတွေဘာဖြစ်လဲညာဖြစ်လဲအာဝူဝါဝူဝါနဲ့ပေါ့နော်အဲ့တော့ကျွန်တော်တို့ကလည်းဩဟိုကိုကလည်းကိုရွယ်ရောက်တဲ့အချိန်မှာလဲဟိုပြည်နယ်တွေမှာမနေခဲ့ရတော့ဟိုဟိုဘယ်လိုပြောရမလဲအထင်ကြီးတာပေါ့ဗျာအထင်ကြီးတာပေါ့နောက်တော့မှဒီကောင်းနေရပြည်သူဗန္နာနဲ့နော်ပြည်သူဗန္နာနဲ့ဖြုံပြီးတော့မှပြည်သူဗန္နာကိုဖြုံပြီးတော့မှဒီတိုင်းရင်းသားတွေကိုအနိုင်ကျင့်နေတာဆိုတာကို ကျွန်တော်တို့ကိုယ်တိုင်လက်နဲ့ကင်တဲ့ခါကျမှပို့ပြီးတော့ထဲထဲဝုံမြင်ရတာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကိုယ်တိုင်အခုဟိုတူတူတန်တန်လဲတော်လန်ရောအခုအလဲလဲကွဲကွဲပေါ့နော်အလဲလဲကွဲကွဲပေါ့အဲ့တော့စစ်ကောင်စီကအကြဆုံးများတယ်အကြဆုံးများတယ်လို့ကျွန်တော်တို့ပြောတဲ့ခါမှာစစ်ခွေးတွေကမယုံစစ်ခွေးလော်ဘီတွေကမယုံဟာရအောင်တဲ့တနက်ချင်းတနက်ချင်းရှင်ပြစ်နေတာတဲ့မင်းတို့ကဘာကောင်တွေမို့လို့လဲပါရင်ဂျာတွေမို့လို့လားဘာမို့လို့လားညာမို့လို့လားပေါ့နော်ကျွန်တော်တို့ပါရင်ဂျာလည်းမဟုတ်ဘူးစူပါမန်လည်းမဟုတ်ဘူး ဒါပေမဲ့စစ်ခွေးလေးလို quality မဲ့တဲ့ကောင်တွေတော့မဟုတ်ဘူးအစင်းစင်ခိုးပြီးတော့မှအရွေသွေးနှိမ့်နေတဲ့ကောင်တွေတော့မဟုတ်ဘူးတိလာတိုင်းပြည်ရဲ့ဘန္ဒာတွေကိုငါလုံးမအကျူကျူလာရဲ့ပတ်စံအိတ်လောက်တော့ကျူကျူလာရဲ့ပတ်စံအိတ်ဝယ်ဖို့လောက်ပဲတီးတဲ့မင်းအောင်လာရဲ့နောက်မှာတောင်းဝန်ထမ်းဆောင်နေတဲ့စစ်ခွေးတွေကိုလည်းအံ့ဩတယ်နော်ဟိုအံ့ဩတယ်အံ့ဩတယ်ဘာဖြစ်လို့လဲဆိုတိုင်းပြည်ရဲ့ဘန္ဒာကိုစစ်လက်နက်ခဲရင်ဝယ်မယ်ဆိုပြီးတော့ကျူကျူလာရဲ့ဟို တ်ဆန်အိတ်ဝယ်ပေးဖို့လောက်ပဲသိတဲ့ဟိုမင်းအွန်လိုင်းကိုအယုံကြည်တိုင်းပြည်ရဲ့ဟိုတမနာအဖြစ်စီဦးစီချိုးအဖြစ်ယုံကြည်ရှိနေတဲ့စစ်ခွေးတွေကိုပို့ပြီးအံ့ဩတယ်။နော်အဲ့တော့ကျွန်တော်ပြောပြမယ်။နော်ဘလို့မျိုးနိုင်ရှင်ပြမလဲဆိုတော့ခင်ဗျားတို့လည်းမြင်ပြီးသားဖြစ်မှာပါ။အဝေးကြီးမပြောတော့ဝေးကြီးပြောလို့ရှင်မမီမာဆိုလို့နင်းနီးလေးပဲပြောမယ်။အဲ့တော့ပြီးခဲ့တဲ့ရက်ပွဲမှာ ဒါဘိုးကြီးတာဘောဥဆောင်နေပေါ့ကျွန်တော်တို့ကတော့ပါဝင်နေပေါ့နော်ဘိုးကြီးတာဘောဥဆောင်ပြီးတော့မှကျွန်တော်တို့စကန်း3လုံးဒါအနည်းဆက်ဆုံးပြီးခဲ့တဲ့တိုက်ပွဲတွေမှာတိုက်ခဲ့တယ်ပေါ့နော်ဒါ viewer စကန်း3ခုကိုတိုက်ခဲ့တယ်တိုက်ခဲ့တဲ့အချိန်မှာလဲကျွန်တော်တို့ဘက်ကစစ်လက်နဲ့ခင်ရင်ဘယ်လောက်ထိအမြောင်များရလဲဆိုတာကိုကျွန်တော်တို့ပြည်သူလူထုကိုချပြပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့စောက်ပူတွေပြောနေတာမဟုတ်ဘူးအဲ့တော့ကျွန်တော်ပြောပြချင်တာကအဲ့တော့အဲ့ဒီတိုက်ပွဲမှာကျွန်တော်တို့ဘက်ကအကြအဆုံးဆိုလို့စကန်းလုံးအလုံးပေါင်း ပြူဟာကုန်းတစ်ခုံးပါဝင်စကန်ကုန်းအကြီးတွေကြီးပဲပေါ့နော်ပြူဟာကုန်းလောက်ရှိတဲ့စကန်ကုန်း၄ကုန်းကိုတင်းတဲ့အချိန်မှာကျွန်တော်တို့ဘက်ကတော့အင်အားဟိုလက်တစ်ဖက်မပြည့်တဲ့အင်အားတော့ကျွန်တော်တို့ဘက်ကကြဆုံခဲ့တယ်လက်နှစ်ဖက်မပြည့်တဲ့အင်အားတော့ကျွန်တော်တို့ဘက်ကတန်းရရခဲ့တယ်ပေါ့အဲ့တော့အဲ့ဒီမှာစစ်ကောင်စီကတော့ကျွန်တော်တို့တကုံးကိုတရာနဲ့ပဲစစ်ကောင်စီအင်အားကိုကျွန်တော်တို့တွက်ကြည့်အောင်အဲ့ဒီမှာနေ၄၀၀ရှိတယ်ဗျ၄၀၀ရှိတယ်နော်လေရရှိတယ်ပြီးလို့ရှိရင်ဒီကောင်းနေစစ်ကူစစ်ကြောင်းလာတဲ့80လုံးတစ်ကြောင်းလုံးပြုတ်သွားတာလေခင်ဗျားတို့ကြားမှာပါအ ဲ့တော့အဲ့ဒီမှာဆို၄အားလုံးပေါင်းဆိုလို့ရှင်ဒါကျွန်တော်အနည်းဆက်ဆုံးတွက်ပြတာနော်480ရှိတယ်ဒါ480 900အားပေါ့ဗျာ900မှာထိုင်းဘက်ကိုထွက်ပြေးလွတ်မြောက်သွားတာဘယ်နှဦးရှိလဲဆိုတာကိုကျွန်တော်မပြောတော့ဘူးခင်ဗျားတို့သတင်းမီဒီယာမှာပြန်ရှာပြီးဖတ်ကြည့်လိုက်ကျန်တာအဲ့ဒီလွတ်ထိုင်းဘက်ကိုထွက်ပြေးလွတ်မြောက်သွားတဲ့လူကလွဲလို့ကျန်တာအကုန်သိတယ်အဲ့တော့အဲ့ဒီတိုက်ပွဲ၄ပွဲမှာကျွန်တော်တို့ဘက်ကတော့လက်၅ချောင်းပြည့်အောင်မကြဆုံးခဲ့ဘူးလက်၁၀ချောင်းပြည့်အောင်ထိခိုက်တယ်ရမရခဲ့ဘူးရန်သူဘက်ကတော့ ဘလောက်ကြဆုံးလဲဘလောက်ဘလောက်သေးသေးွားလဲဘလောက်ပဲလွတ်လဲဆိုတာကိုကျွန်တော်ကပြောရင်ခင်ဗျားတို့ကဒီဘောမာတွေပေါ့နော်ခင်ဗျားတို့ကြုပ်ကိုလိန်တယ်လို့ခင်ဗျားတို့ထင်ပါဆိုလို့ခင်ဗျားတို့အဲ့ဒီစကန်ကုန်း၄ကုန်းမှာရှိတဲ့စင်အင်အားနဲ့ထိုင်းဘက်ကိုထွက်ပြေးပြီးတော့မှလွတ်မြောက်သွားတဲ့စင်အားကိုပြန်တွက်ကြည့်လိုက်ကျန်တာအသေးပဲအဲ့တော့ဘလောက်ထိစစ်ကောင်စီဟာ အရေးသွေးနေပြီးတော့မှကြဆုံးများနေလဲဆိုတာကိုကျွန်တော်ပြောပြတာအဲ့တော့ဒီကောင်တွေကအဲ့အကြဆုံးများလဲဒီကောင်တွေကမပူဘာကြောင့်မပူတာလဲဆိုတော့ဒီကောင်တွေကဘာမှနားမလဲတဲ့လူငယ်တွေကိုပေါ်တာဆွဲစစ်မှုမတရားတဖြစ်စစ်မှုတဲ့ဥပဒေတွေထုတ်ထုတ်ပြီးရှေ့တန်းကိုပို့သေးခိုင်းအဲ့တော့အဲ့လိုမျိုးသေးခိုင်းနေတာက ဖြစ်ရမှာဟုတ်လားမဟုတ်လားဆိုတာကိုကျွန်တော်တို့အောင်စရာစစ်စင်ရေးမှာဖမ်းဖမ်းမိတဲ့နော်၅ယောက်ပေါ့နော်ကျွန်တော် အဲ့ဒီမှာကျွန်တော်စကားသွားပြောတာပေါ့နော်အဲ့ညီလေးတို့မင်းတို့ကအနာသိန်းနာမင်းတို့ဘာလို့တော်လိုင်းရေးမလုပ်တာလဲလို့ကျွန်တော်မေးကြည့်တော့တော်လိုင်းရေးကဘယ်မှာလုပ်တာလဲကျွန်တော်တို့မသိဘူးဟာမင်းတို့ကအဲ့လောက်ကြီးဟုတ်လို့လားမင်းတို့ဘယ်မှာနေတာလဲဆိုကျွန်တော်တို့ကဘကိုးတိုင်းဘက်ကဟိုဘကိုးရိုးမနာတော်ကနေတာပေါ့နော်ဟာမင်းတော်ကနေပေမဲ့လေမင်းအနာသိန်းနာတိလားဆိုတော့အနာသိန်းနာတော့ကျွန်တော်တိပါတယ်တဲ့ဟိုအနာသိန်းနာတိတာမင်းဘယ်လိုတော်လန်မင်းမတော်လန်ဘူးလား တော်လန်တော့ကျွန်တော်တို့တွေ့နေတာပဲဒါပေမဲ့ဘယ်မှာတော့တော်လန်ရမလဲမသိဘူးဆိုတော့ဟာမင်းရလဲကွာမင်းဘလို့ဖြစ်လို့စစ်ခွေးဖြစ်သွားတာလဲပြောပြပါအောင်ဆိုတော့ကျွန်တော်ကတဲ့ကျွန်တော်တို့ရွာဘက်ကိုစစ်ကြောင်းထိုးလာတယ်စစ်ခွေးအုပ်စုကတဲ့အဲနော်စကားစားတွေစစ်ကြောင်းထိုးလာတယ်တဲ့စစ်ကြောင်းထိုးလာတဲ့အချိန်မှာကျွန်တော်ကလဲမောင်းနေတာတဲ့လဲမောင်းနေတော့ဟောက်မင်းလဲဘေးကိုကက်ရဲဟန်းဆိုတော့ကျွန်တော်ကဘေးကိုကက်ရဲလိုက်တာပြီးလဲပြီးတော့မေးလို့ဟောက်စင်းဟန်းဆိုပြီးလက်ရိတ်ခက်ပြီးခေါ်သွားတာအဲ့ဒါကျွန်တော်စစ်သားဖြစ်သွားတာဟာ မင်းတို့အဲ့လိုတောင်လှုပ်လာဆိုတော့လှုပ်တယ်တဲ့အဲ့ဒါနဲ့နောက်တရားကိုထပ်မေးတော့မင်းကဘယ်ရလဲဆိုတော့ကျွန်တော်ကနောင်ချိုဘက်ကားတဲ့ဟဲ့နောင်ချိုမှာမန်လေး PDF တို့ဘာလို့ရှိလဲမင်းတို့မဝင်ဘူးလားဘယ်လိုဖြစ်လို့စစ်ကောင်စီပါလားဆိုကျွန်တော်ကညဘက်ပြန်လာတာကျွန်တော်ဘာပြစ်လဲဘာလဲဘာမှမပြောပဲလက်ထိတ်ခက်ပြီးခေါ်သွားတာကျွန်တော်ပေါ်တာဖြစ်ပြီးတော့မှဟိုစစ်ခွေးဖြစ်သွားတာပေါ့အဲ့တော့ကျွန်တော်ပြောချင်တာကမတိနားမလဲတဲ့ကောင်နေကိုစစ်ကောင်စီကပြစ်မှတ်ထားလေးရှိတယ်နောက်တစ်ခါကျတော့မတိမနားလဲအောင်လဲလှုပ်လေးရှိတယ်အဲ့ဒါမှသူတို့ကဟို ဝါရမိုင်းတိုက်ပြီးတော့ဇောင်းပေးပြီးတော့မှဒီတော်လန်ရေးသည်နိုင်ငံတော်ရဲ့စနစ်တစ်ခုကိုတိဆောက်နေတာဖြစ်တယ်ဆိုတဲ့အတွင်းမျိုးမဝင်ဘဲနဲ့သူ့ဘက်ကိုဘက်ဟိုအမျိုးသားရေးတို့ဘာရေးတို့ညာရေးတို့ရှောက်ပြောတာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ချီးကျောက်ရင်နှူးရတယ်သူတို့ကဟိုအမျိုးသားရေးလို့ပြောရအောင်သူတို့ကြောင့်တိုးတက်သွားတဲ့ဗုဒ္ဓဘာသာဗမာလေသူတို့ကြောင့်တိုးတက်သွားတဲ့ဗမာလူမျိုးကဗမာလေ ဟုတ်လားအညာသားတွေဘယ်လောက်ထိဒုက္ခရောက်လဲအညာသားတွေဘယ်လောက်ထိဆင်းရဲတယ်အညာသားတွေရန်ကုန်မှာဘလို့အလုလာလုလဲကြည့်ဟုတ်လားဘယ်မှာလဲဘမာလူမျိုးတွေတိုးတက်မှုအဲ့တော့ဘာသာရေးတိုးတက်မှုကြတော့ဘယ်မှာလဲဘာသာရေးတိုးတက်မှုအဲ့တော့မြမပြည်မှာရွှေချထားတဲ့ဖရားတွေများသွားတာပဲရှိတယ်ရွှေချထားတဲ့ဖရားတွေများလာတာနဲ့အတူကျူးကျော်တွေလည်းများလာတယ်မြမနိုင်ငံသားတယောက်မြမမြေပေါ်မှာပြန်ပြီးတော့မှကျူးကျော်ဘွားနဲ့နေထိုင်ရတဲ့ဆိုတာ ခေဆက်ဆက်အုပ်ချုပ်ခဲ့တဲ့အုပ်ချုပ်သူလူတန်းစားတွေရဲ့ဘလောက်စောက်သုံးမကြလဲဆိုတာကိုမိမောင်းထိုးပြနေတာအဲ့တော့ဗုဒ္ဓသည်အလုံးစုံဆွလို့ချင်းလမ်းစဉ်ကိုရွေးတာဗုဒ္ဓသည်ခန္ဓာစိတ်ဝိညာဉ်နော်ခန္ဓာစိတ်ဝိညာဉ်ခရိယံဖြစ်သွားနော်အဲ့တော့ဗုဒ္ဓသည်နော်ခန္ဓာရောစိတ်ရောလွမြောက်ခြင်းလမ်းစဉ်ကိုပြတဲ့ဖျားလို့လည်းပြောလို့ရတယ်ပုပ်ကိုယ်တော်ဘာလို့လည်းပြောလို့ရတာပါ အဲ့တော့ခန္ဓာလွတ်မြောက်ခြင်းကိုတော့မလုတ်ပေးနိုင်တဲ့ခေါင်းဆောင်တွေမလုတ်ပေးနိုင်တဲ့လူတွေကအမျိုးဘာသာအမျိုးဘာသာတသနာ တိုးတက်စေဖို့ဆိုတဲ့အကြောင်းရင်းကဘာအကြောင်းရင်းလဲခင်ဗျားတို့သိတယ်ဘာအကြောင်းရင်းလဲဘယ်နားမှာခင်ဗျားတို့တိုးတက်နေတာလဲဘယ်နားမှာဘာသာရေးတိုးတက်မှုဖြစ်နေတာလဲဘယ်နားမှာလူမျိုးရေးတိုးတက်မှုဖြစ်နေတာလဲကျွန်တော်တို့တိုင်းရင်းသားဒေသတွေကိုရောက်တဲ့အခါမှာကျွန်တော်တို့အများကြီးမျက်နှာငယ်ရအရင်တော့ ။ဘာကြောင့်အများကြီးမျက်နှာငယ်ရလဲ။ကျွန်တော်တို့မလုပ်တဲ့အဖြစ်တွေအတွက်ကျွန်တော်တို့မျက်နှာငယ်ရတယ်။ဘာဖြစ်လို့လဲစစ်ကောင်စီအနိုင်ကျင့်တာတွေကိုခေတ်ဆက်ဆက်တိုင်းသားတွေကခံခဲ့ရတော့တချို့တိုင်းရင်းသားတွေကကျွန်တော်တို့ကိုမြင်တဲ့အခါမှာအာဗမာတွေဗမာတွေဆိုပြီးတော့မှကြောက်ကြတယ်။သူတို့ကဘယ်လိုပြောမလဲ။ယွံကြောက်နော်ဟိုလိုမျိုးချစ်ကြောက်မဟုတ်ဘူးယွံကြောက်မပတ်သက်ချင်ဘူးရှောင်ကျင်တယ်။ကြောက်လဲကြောက်တယ်။ကျွန်တော်တို့ကိုတွေ့ရင်ကြောက်တယ်။ဟိုဈေးဆိုလည်းမရောပေးရဲဘူးတကားတွေပိတ်ထားတယ်။ဘာဖြစ်လို့လဲ။ကျွန်တော်တို့ကိုမြင်တာနဲ့သူတို့ကြောက်တယ်။ပြီးဘယ်လိုကြောက်တာလဲဆိုယွံကြောက်ကြောက်တာ။ ဒါပေမဲ့အဲ့ဒီရှင်ကြောင်းဖြစ်အောင်ကျွန်တော်တို့ဘဝမှာကျွန်တော်တို့မလုတ်ခဲ့ဘဲနဲ့စစ်ကောင်စီလုတ်ခဲ့တဲ့အမားတွေကကျွန်တော်တို့ဘဝမှာမျက်နှာငယ်ရတယ်။ဘယ်မှာလဲကျွန်တော်တို့အမျိုးရဲ့ဂုံတိတ်ခါရှိမှုနောက်တစ်ခုတိုင်းရင်းသားတွေဆိုလို့ရှိရင်ကျွန်တော်တို့ကပန်းခင်းတဲ့ကပန်းနေအများအားပြောသလိုပန်းပေါင်းစုံပွင့်လှတာပေါ့တိုင်းရင်းသားဒေသတွေမှာတိုင်းရင်းသားကြောင်းနေမရှိဘူးတိုင်းရင်းသားတွေရဲ့လွတ်လပ်ခွင့်ကိုယ်ပိုင်ယုံကြည်မှုအမွေအနှစ်တွေခံခံနာနာထဲထဲပေါ်မှာမရှိတဲ့အခါမှာကျွန်တော်တို့ကပုံနေတာဗမာတွေပဲနေတာဘာဖြစ်လို့လဲ တင်းပြင်းနေမှာနေတဲ့ဗမာတွေလည်းကရင်စကားမတက်ဘူးဘာဖြစ်လို့လဲကရင်စာလည်းမတက်ဘူးဘာဖြစ်လို့လဲကြောင်းမှမရှိတာဘာပညာရေးကိုမှအထူးလေးနဲ့မထားပြီးတော့ကရင်တွေကတော့ကရင်စာလည်းတက်တယ်ဗမာစာလည်းတက်တယ်ဗမာကြောင်းလည်းတက်တယ်ကရင်ကြောင်းလည်းတက်တယ်သူတို့ကပိုတက်တယ်အဲ့တော့ထိုင်းနဲ့နီးတော့ထိုင်းစကားပါတက်သေးတယ်သူတို့ကကျွန်တော်တို့ထက်တော်မှဟိုပိုပိုပြီးအခွင့်ရရတယ်ကျွန်တော်တို့မှာ ဟိုပြည်တော်စုတွေအတူတူနေပြီးကျွန်တော်တို့မှာကင်းရင်စကားမတက်ရအောင်တချို့တော့ကင်းရင်ဖြစ်ပြီးကျွန်တော်တို့ ARV ဘက်ကကင်းရင်နေဆိုကင်းရင်ဖြစ်ပြီးကင်းရင်စကားတော့မတက်ရအောင်ဖိနှိပ်ခံရတာအဲ့တော့ဒါပေမဲ့အဲ့ဒီဟာတွေကိုဗမာတွေကလှုပ်လာဆိုဗမာတွေကလည်းမလှုပ်ဘူးဒီစစ်တပ်ရဲ့အမျိုးဘာသာသာသနာဆိုတဲ့အောက်တန်းစားတွေကအမျိုးလဲတိုးတက်အောင်မလှုပ်ဘူးဘာသာလဲတိုးတက်အောင်မလှုပ်ဘူးเนาะသာသနာလဲတိုးတက်အောင်မလှုပ်ဘူးသူများကိုလည်းဖိနှိပ်တယ်ကျွန်တော်တို့လည်းနာမည်ပြက်ရတယ်ဘယ်မှာလဲတိုးတက်စေခြင်းအကြောင်းတရားဟုတ်ပြီဒါက တိုးတက်စေခြင်းအကြောင်းစရာမရှိတဲ့ဘဝတွေကိုကျွန်တော်တို့ပြောပြတာကျွန်တော်တို့ခေတ်တော်လည်ရေးပြီးရင်တော့ကျွန်တော်တို့ခေတ်မှာဒီဘဝတွေမရှိတော့အောင်ကျွန်တော်တို့ကတော့နိုင်ငံတော်အတွက်ကိုတည်ဆောက်မှာဒါကျွန်တော်တို့ရဲ့မဟာရည်မှန်းချက်ပဲအဲ့တော့ဟုတ်ပြီစစ်တပ်ကိုထောက်ခံတဲ့သူတွေဘယ်မှာလဲစစ်လက်နဲ့ဆွေးရင်တိုးတက်မှုအဲ့တော့ဟိုဘယ်မှာလဲတိုးတက်မှုအဲ့တော့ စစ်ကောင်စီကိုခင်ဗျားတို့ယုံကြည်နေတယ်ဆိုတာတော်တော်အံ့ဩတယ်ခင်ဗျားတို့ရဲ့တားသမီးတွေကိုထိုးကျွေးနေတယ်ဆိုတာစစ်ကောင်စီကမှအစ်စ်နော်စစ်ကောင်စီကမှတကယ်ကိုသူများတားသမီးတွေကိုအပတ်စဉ်ဘလောက်ဘလောက်ခေါ်ဟိုပြီးခဲ့တဲ့ရဲ့ NLD ပြီးခဲ့တဲ့2022ခုနှစ်မှာစစ်တပ်ကအာဏာသိမ်းတာ NLD ကမဲခိုးလို့တဲ့ဟုတ်ပြီ NLD ကမဲခိုးလို့ဆိုရင်လေလမ်းမထွက်တဲ့လူတို့ရဲ့အင်အားကိုကြီးအောင်လေဗျာ ဟုတ်လားလမ်းပေါ်ထွက်တဲ့လူတို့ရဲ့အင်အားကိုကြည့်ဦးအဲနောက်တော့လဲသူများသားသမီးတွေကိုပေါ်တာရှောက်ဆွဲစစ်မှုမထမ်းမနေရအနေနဲ့အတင်းတွေလိုက်ကျုံတုံးခေါ်ခေါ်ပြီးတော့မှအမဲသူတို့ရဲ့လော်ဘီတွေကဟိုနိုင်ငံရဲ့သားကောင်းလေးတွေသူတို့စိတ်နဲ့သူတို့လာတာဘာဖြစ်တယ်ညာဖြစ်တယ်မင်းတို့ကပြောခိုင်းတယ်တော်တော်အောက်တန်းကြတယ်ကောင်လေးတော်တော်အောက်တန်းကြတယ်ကောင်လေးဒါတွေကမင်းတို့လုံးတင်လားအဲ့တော့စစ်ကောင်စီကိုထောက်ခံတဲ့သူတွေအနေနဲ့ခင်ဗျားတို့စဉ်းစားဖြည်းဖြည်းချင်းစီစဉ်းစား ဖြည်းဖြည်းချင်းစီစဉ်းစားเนาะဟိုဒီလောက်ရကမှန်လာအဲ့တော့ကျွန်တော်တို့ကတော့နိုင်ငံတော်အတွက်ကိုကျွန်တော်တို့ကတော့တီဆောက်มาပဲလွတ်လပ်ခြင်းနဲ့မျှတခြင်းပါရမယ်ပန်းပေါင်းစုံတွေပွင့်လန်းရမယ်ကျွန်တော်တို့လည်းကရင်စကားလည်းတက်ခြင်းနဲ့ရှမ်းပြည်နယ်ရဲ့အလှတွေခံစားခြင်းနဲ့ရှမ်းမလေးနယ်လည်းရှမ်းလို့ပြောခြင်းနဲ့เนาะသိလားခင်ဗျဘယ်လိုပြောရမလဲခေါ့ဒီခေါ့ဆွဲကောင်းလို့လည်းစားခြင်းနဲ့ဆိုင်ရှင်လေးချောလို့လည်းသွားခြင်းနဲ့ကျွန်တော်တို့ကတော့ ဟုတ်ခေါင်းဆွဲဘီမွေးငါရရကျွန်တော်ပြောပြတာပေါ့နော်ဒါစစ်ကောင်စီရဲ့စစ်ရှုံးကောင်စီရဲ့လှုပ်ဆောင်ချက်တွေကိုကျွန်တော်တို့ပြောပြအဲ့တော့စစ်ရှုံးကောင်စီကဒီလောက်ထိရှုံးနေပြီဆိုပေမဲ့လည်းကျွန်တော်တို့ကပန်းနိုင်မရောက်ခင်တက်မထောင်သင့်ဘူးကျွန်တော်တို့တော်လန်ပြည်သူလူထုတွေအနေနဲ့လည်းပန်းနိုင်မရောက်ခင်တက်မထောင်သင့်ဘူး60ရာကျွန်တော်တို့သင်ကန်းစားတွေအများကြီးရတယ် ကော့ကရစ်ကိုကျွန်တော်တို့တိုက်တဲ့အချိန်မှာကျွန်တော်တို့80ရာခိုင်နှုန်းကျွန်တော်တို့လွှမ်းမိုးနိုင်ခဲ့တယ်။လွှမ်းမိုးနိုင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့100ရာခိုင်နှုန်းမလွှမ်းမိုးနိုင်တဲ့အချိန်မှာတစ်ချိန်မှာပြန်ပြီးတော့မှဆုံးရှုံးသွားတယ်။စစ်ကောင်စီကလည်းစောက်ပိန်းနေဆိုပေမဲ့စောက်အားတွေတော့မဟုတ်ဘူး။သူတို့လည်းအရှုံးနေများလာတဲ့အခါမှာလူအရင်းမြစ်ဖြစ်တဲ့စစ်စစ်ဘွဲတပွဲရဲ့အရေးကြီးဆုံးဖြစ်တဲ့လူအရင်းမြစ်ကိုလည်းမတရားသောနှီးနဲ့ရောင်းအောင်စုဆောင်းတယ်။အဲသူတို့လည်းလက်နက်ခဲယင်းတွေဒရုန်းတွေဘာတွေပြင်လာတယ်ပေါ့နော်။ အဲ့တော့စစ်ကောင်စီကိုစစ်တိုက်တက်အောင်တင်ပေးတာ PDF တွေပဲ PDF တွေကစစ်ကောင်စီကိုစစ်တိုက်တက်အောင်တင်ပေးလိုက်တာပေါ့နော်အဲ့တော့စစ်ကောင်စီရဲ့ကျေးဇူးရှင်က PDF တွေတနေ့ကို3ကစစ်တပ်အပိသူတွေနဲ့စစ်ခွေးတွေက PDF တွေကိုတနေ့3ကကတော့ရမယ်ပေါ့နော်ကျေးဇူးရှင်ပြန်မလို့မရပါဘူး